ဟယ်လိုအားလုံးမမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့ La Matthias Cunha ရဲ့ကျွန်တော်ဒီ အေဂျင့်ပေါ့နော်တာဝန်ရှိသူတွေနဲ့အတူလာမယ့်ရက်ပိုင်းအတော်အတွင်းမှာတွေးဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်စီစဉ်ထားတယ်ဆိုပြီးတော့ကျွန်တော်သာသိရတယ်။ United ရဲ့ဘက်ကတော့ခွန်ညာကိုခေါ်ဖို့အတွက်အမှန်ကန်အလေးနက်ကိုစဉ်းစားနေပြီးတော့လာမယ့်နေ့မှာဒီကစားမပြည့်သူကိုအတင်းတိုက်စစ်ကိုအားပြဖို့အတွက်ကြိုးပမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့ Jacobs Band တို့ဘာလို့ကနေ report လုပ်ထားတာ။ဆိုတော့ခွန်ညာနဲ့ပတ်သက်တဲ့သတင်းတွေကတော့ကျွန်တော်ခဏတိုင်းဒီတွေ့နေရလိမ့်မယ်လို့ထင်တယ်ပေါ့နော်။သူတို့ပြင် Premier League မှာသွင်းဆောင်ရင်ကောင်းပြသနေတဲ့ player တယောက်အဖြစ်ရုံနဲ့မကဘူး။ ကျွန်တော်တို့လိုအပ်နေတဲ့ narrow နံပါတ်10နေရာမှာပါဒီကစားမကကောင်းကောင်းကစားနိုင်စွမ်းရှိတယ်ဆိုတော့အတင်းဘက်ကကွန်ညာကိုအမှန်ကန်ခေါ်ဖို့ကျွန်တော်တို့လုပ်တာဆိုတော့မဒီယေကွန်ညာဒီ Manchester United ရဲ့တိုက်စစ်ပိုင်းမှာဆိုရင်အတင်းတောင်းရှိသူတွေအမှန်ကန်အားပြည့်ခြင်းနဲ့ထိတ်ဆုံးကပါနေတဲ့စည်ရင်ထဲမှာတိုက်စစ်ကစားမတယောက်ဆိုတော့ကြောက်ပါတော့ကျွန်တော်တို့ဒီလာမယ့်ရပိုင်းတော်တွေမှာဆွေးနွေးတော့မယ်ဆိုတာကတော့တကယ်ဖြစ်လာခဲ့ရင်တော့အပေါင်းလက္ခဏာဆောင်တဲ့အရာပေါ်လိအားလုံးလည်းသိတဲ့အတိုင်းပဲအတင်းကနွေမှာ ဟိုအများကြီးအလုတ်ရှုပ်ဝဖို့ရှိတယ်ပေါ့နော်စိကစားမားတွေဘာတွေကိုကျွန်တော်တို့အပြောင်းအရွှေ့တွေအများကြီးလုလုဝဖို့ရှိတဲ့အခြေအနေမျိုးမှာမက်ဒီယက်စ်ကွန်ညာတို့ဘာတို့ကလည်းဒါအမှန်အခုကတည်းကကျွန်တော်ကြိုးပမ်းမှာပဲသူများသိနေဆိုလို့ရှိရင်ဒါဟိုသူတို့အမှန်တကယ်လိုချင်တဲ့ပလေယာသူချက်ချင်းလုတော့မှချဲစီကျွန်တော်ကြည့်ပါလားတကယ်လုလုပြီးတော့ဟိုဘာလဲဒီဂျိုဘနီကွန်တာတို့ဘာတို့သူတို့ချက်ချင်းရသွားတာဘာအပြောင်းအရွှေ့မှန်စောင့်စရာမလိုဘူးဗျာနော်ဆိုတော့ဖြောင်းနေဆိုတော့အတင်းရဘက်ကလည်းအဲ့လိုပဲအပြောင်းရွှေ့ရပါလေဒီကျွန်တော်စောင့်နေစရာမလိုဘူးအခုချိန်ကလေးကအလုပ်တွေအမှန်ကန်စလုပ်ရမှာ ပြဿနာကကျွန်တော်ကျွန်တော်တို့ကျွန်တော်စိတ်ပူတာပေါ့နော်ဒီကြားထဲမှာဒီလိုတင်းနေနေညှိနှိုင်းဆွေးနွေးတဲ့တင်းနေဘာတွေထွက်လာတာကတော့တင်းကောင်းပဲဒါပေမဲ့တို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအသင်းဘက်ကကစားမခေါ်ဖို့အတွက်ဆိုရင်အရင်ရောင်းချဖို့လိုတယ်ဆိုတော့အရင်မရောင်းနိုင်ခင်မှာတကယ်ရောအပြောင်းရွှေ့နဲ့ပတ်သက်တဲ့တင်းနေကတကယ်ဟိုတကယ်အချင်းကြီးကောင်းပါမလားပေါ့တကယ်မှန်မှန်ကန်ကန်တက်လာပါမလားပေါ့ဒါပဲကျွန်တော်ကြည့်ရမှာပဲသို့တော်လည်းပဲမက်ဒီယက်စ်ကွန်ညာဒီအသင်းရဲ့တိုက်စစ်ပိုက်မှာတော့တကယ်သာအားပြနိုင်ရင် ပူလက်ရှိရှိတဲ့ကစားမတွေတဲ့ပူကောင်းတဲ့ပလေယာတယောက်ပဲဗျာဒါပူကောင်းတဲ့ကစားမနဲ့အစားထိုးနိုင်နေဆိုတော့တရင်ကောင်းလို့ပဲကျွန်တော်ပြောရမှာပေါ့တကယ်ရအောင်ခွန်နိုင်မလားပဲကျွန်တော်ကြည့်ရတော့မယ်ဆိုတော့ Matthias Cunha အတွက် Manchester United ဘလောက်ထိငွေကြေးသုံးဆွဲသွားတင်တယ်လို့ညီကလိုထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာလဲဆိုတော့နောက်တစ်ခုကျွန်တော်ဆက်သွားရရင်နောက်တစ်ခုကတော့ကျွန်တော်တို့က ESPN ရဲ့ Rob Dawson က report လုပ်ထားတဲ့သတင်းပေါ့လေတိုက်စစ်မှု Victor Osimhen က လာမယ့်နေရာဒီပေါ်ခုလက်ရှိလာမယ့်နေရာဒီအပြောင်းရွှေ့မှာပေါ့နော်ပရီးမီးယားလိဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဂျူဗင်တက်အသင်းထံပြောင်းရွှေ့လူဘူးပြောင်းရွှေ့လူတယ်ပေါ့နော်အဲ့ပရီးမီးယားလိကအသင်းနေပဲဖြစ်ဖြစ်ဒါမှမဟုတ်အီတလီစီးရီးကဂျူဗင်တက်အသင်းပဲဖြစ်ဖြစ်သူပြောင်းကျင်နေပေါ့ကစားအမကိုကျွန်တော်ပေါ့55.5တန်းလောက်ပေးလို့ရှိရင်အရခွန်နိုင်ဖို့ရှိတယ်အိုစီမန်ကလည်းဘယ်လိုပြောမလို့မန်ချက်စတာယူနိုက်တက်ရဲ့နေရာဒီအပြောင်းရွှေ့တွေဦးစားပေးစင်းနေမှာပါနေပြီးတော့ဟိုအဓိကပြဿနာဖြစ်လာနိုင်တာဆိုတော့ သူ့ရဲ့လौခလာစာမြင်မာမှုကြောင့်သာပေါ့နော်ကျွန်တော်ဒီ United တွေတိုင်ပတ်နိုင်တာဒါကြောင့်လည်းပဲ United ကလौခလာစာလဲနေပါနိုင်တဲ့ Liam Delap တို့နဲ့ပေါ့နော်ကျွန်တော်သာဒီဘယ်လိုပြောသတင်းတွေထွက်လာခဲ့ပြီးတော့ Delap ဟာဦးစားပေးအဆင့်ကိုရောက်သွားတယ်ပေါ့ OCMAN ရဲ့လက်ရှိလာစာတောင်းဆိုမှုကဒါအခွန်လေးပါလေးပါအပီးကိုတစ်နှစ်ကိုပေါင်6.4တန်းခန့်တိရှိလာနိုင်တဲ့အတွက်တော်တော်ကိုကြီးရတယ်မှာပါတယ်ပေါ့နော် United ရဲ့ဘက်ကလည်း Lamine Nuya ဒီအပြောင်းရွှေ့မှာသူတို့ရဲ့ဒီလာစာပေးချည်တဲ့ပုံစံတွေကိုရှော့ချဖို့အတွက်ပြင်ဆင်ထားတယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲအိုစီမန်ကိုခေါ်နိုင်ဖို့ဟာတကယ်ကျိုးမန်းလာနိုင်ရင်တောင်မှရဖို့အတွက်ခက်ခဲနိုင်ကြီးရှိတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဗျာဒီညမှာဟိုပေါင်55တက်တမ5သန်းဆိုတာကလေးက United အတွက်ကဈေးရကြီးနေပြီဒါကစားမရဲ့ quality ရဈေးကြီးတယ်လို့ကျွန်တော်ပြောလို့ရချင်မှရလိမ့်မယ်ကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့ဘူးသလိုပဲလက်ရှိ modern ဘောလုံးလောကမှာတိုက်စစ်မှုကောင်းတယောက်ရဖို့ဆိုရင်အနည်းဆုံးတန်း60လောက်ထိကျွန်တော်သွားရတယ်အဲ့လိုမျိုးဆိုတော့ဗောနော်အချီနီဒီကမလွယ်ပါဘူး ဂျီနီဒီကမလွယ်ပါဘူးတန်း90ဆိုတော့မျိုးက United အတွက်လွယ်ကူတဲ့နော်ဒီဟိုလိုပုံစံမျိုးတွေဟုတ်မနေဘူးပေါ့နော်။ဒါကြောင့်လော့တင်မှာဆိုလို့ရှိရင်လောက်ခလာစာအရလည်းကျွန်တော်တို့ကရှင်းနိုင်စွမ်းမရှိသလိုပြောင်းရွှေ့ကြီးကလည်းပေါင်90ပေါင်တန်း90ကျော်ဆိုတော့တော်တော်ကို challenging ဖြစ်တဲ့ပမာဏတစ်ခု။ဒါအပြင်သူကလည်း Jumidex ကိုပြောင်းကျင်နေဆိုတော့ Jumidex ကလည်းပြဿနာကငွေတော့အလောက်ကြီးတိုးနေတယ်မှာမပါဘူးဗျ။ဆိုတော့တခြား Premier League club တွေပြည်တယ်ထားပါတော့ Chelsea တို့ဘာလို့စီကိုရောက်ကောင်းလဲရောက်သွားနိုင်နေပေါ့နော်။ Chelsea တို့ဆိုတော့ကလာစာလည်းပြီးနိုင်နေတယ်။ ပြောင်းရွှေ့ကြီးတွေလည်းကောင်းကောင်းပေးနိုင်တဲ့အသင်းတွေမှာပါတာ哦။ဒါကြောင့်ကျွန်တော်ကြည့်ရမယ်။ဒီလိုလည်းပဲလက်ရှိ Manchester United ကတော့ Osimhen အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဦးစားပေးဖြစ်မပါတော့ဘူးလို့ကျွန်တော်ထင်တယ်။ခုနကအခုလက်ရှိဒီ Rob Dawson ပြောသလိုပဲအဓိကက Leon Delap ကိုဦးစားပေးဖြစ်ကျွန်တော်တို့ကပြစ်မှတ်ထားနေတာ။ဒါလည်းကျွန်တော်မနေ့ကလည်း Delap နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တင်ပေးခဲ့တယ်။ထူးထူးပြင်းတော့လာစာနေတာရဲ့တန်းလေးစီလောက်နဲ့ Ipswich တန်းစင်းနိုင်ရင်ခေါ်ရမှာရဲ့အကြောင်းကိုပဲမဆိုးဘူးလို့ကျွန်တော်ပြောရမှာပဲ။ဆိုတော့ ကျွန်တော်တို့ကဗျာအခုအတိရောက်တဲ့ကစားမားပဲဖြစ်ဖြစ်တက်တန်းတူးကျင်တဲ့ပလေယာပဲဖြစ်ဖြစ်ပေါ့နော်ဟိုဘယ်လိုပြောမလို့ဟာငါတို့တွေတော့လောက်ခလာစားအမှန်ကန်ပေးပြီးတော့ခေါ်လိုက်ကွာဘာဖြစ်တော့ဆိုပြီးတော့လုံးလုံးမရဘူးသူသဖြင့်အတင်းဘက်ကလာစားပမာဏတွေကိုကျွန်တော်တို့ကအမှန်ကန်ရှော့ချဖို့ကြိုးပမ်းနေတယ်ဆိုလို့ရှိရင်တည်ကြတယ်နော်တည်ကြတယ်ကျွန်တော်တို့လက်ရှိဝင်လာမဲ့ကစားမားအစ်စ်တီကစပြီးတော့တည်ကြတန်းချိန်ညှိပြရမှာပဲအဲကြောင့်ပေါ့နော်ကျွန်တော်ကတော့ဒီ United အနေနဲ့ OC Man ကိုခေါ်ဖို့ကတော့တော်တော်ကိုအချိန်နည်းသွားပြီလို့ထင်တယ်သူတော်ညီကလူအနေနဲ့ရောဘယ်လိုမြင်ကြလဲ ဗီတာအိုစီမန်နဲ့ LM Dlab နှစ်ယောက်ဆိုလို့ရှိရင်လက်ရှိပြောင်းရွှေ့ကြီးတို့လောက်ခလာဇာတို့အခြေအနေတွေကိုကျွန်တော်တို့ကြည့်ပြီးတော့ဒါဘယ်သူကိုပို့ပြီးတော့ဦးစားပေးကြိုးပမ်းတင်တယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်